ရိုက်တန်ရဲ့အခြေအနေကတော့ဒါလိမှာအိမ်ကွင်းကတော့ကစားအားကောင်းတဲ့အတင်းဖြစ်နေအိမ်ကွင်းငါးပွဲဆက်တိုက်တာရှုံးမွေးမရှိသေးဘူးလိမှာဆိုအလစ်စကဝက်စတန်ကိုနိုင်ခဲ့တဲ့ပွဲမှာဆိုရင်ချေစွမ်းလေးတော်တော်လေးကောင်းတယ်ဒီဘက်ညာတော်မတက်စမှုဆိုရင်တော်တော်လေးကောင်းတယ်ဒီပွဲမှာမီမူမမပါတာတခုတည်းနဲ့ဗိုက်တန်တိုက်ပင်ချတာအခုရအောင်နဲ့ချက်ရတယ်တခုပဲဆိုနော်မီမူမမပါတာလားမင်္ဂလာပါ Edimate Sport ပြည်သက်နာခင်ဗျာ ပတ်စဉ်စီစဉ်တင်ဆက်နေကြဖြစ်တဲ့ Edimate Sport ပြည်သက်များအတွက်ဘောလုံးဝဲခံမှန်းတုံးတက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်၁၀ကိုကစားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေထဲမှာကျွန်တော်တို့ပြည်သက်တွေအတွက်အကောင်းဆုံးအပိယာကျိုနှစ်နိုင်စေမယ့်အတင်းလေးရဲ့ပွဲစဉ်တွေကိုကျွန်တော်ရဲ့မောင်ဆန်တဲ့အတူဆရာကျော်မြူဟန်ဆရာရေးရူကပါဝင်ဆွေးနွေးတုံးတက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါဆရာတို့ရေနော်ကျွန်တော်တို့ဒီပရီးမီးယားလိပွဲစဉ်တွေလိရာလိပွဲစဉ်တွေကတော့ဒီ ဘတ်ပင်မှာရှိသေးတယ်လို့လာမဲ့ရှိဟိုဟာလအတွင်းမှာလို့ကျွန်တော်နိုင်ငံလာပွဲပြန်လာမယ်လာလာလေလောက်မှပြန်လာမယ်အဲ့မလာခင်လေးမှာလည်းပြင်းရည်ရဲ့အချိန်ဟိုကလည်းကောင်းနေတယ်နော်လီဘာပွဲပွဲကြီးတွေဒီတစ်ပတ်မှာလည်းတော်တော်ရှိတယ်နော်ဟိုဟိုကစပါနဲ့ဟိုကလို့ချယ်ဆီတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်လည်းရှိတဲ့အပြင်ပွဲကြီးပွဲကောင်းတွေပြတဲ့လီဘာပူးတင်းလို့လီဘာပူးတင်းရတဲ့လည်းတော့မှနိုင်ပွဲနော်အက်လက်စတာအက်တင်းကောင်းပွဲစဉ်တွေရှိပါတယ်အဲ့ဒါမှကျွန်တော်တို့ အပိတ်သက်တွေအတွက်အပိယဂျိုနက်တွေနဲ့အကင်းတွေရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ရွေးချယ်ပေးလိုက်မယ်နော်။ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Brighton Leeds နဲ့ Burnley Arsenal ပွဲနှစ်ပွဲကိုကျွန်တော်တို့တခါလဲပေါင်းပြီးတုံးတက်ပြီးခံမှန်းပေးမယ်ပေါ့နော်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဟို Brighton နဲ့ Leeds ပွဲစဉ်ရဲ့အကြောင်းလေးကိုကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ရွေးချယ်မှုအကြိုက်လေးတွေကိုပြောပြကြအောင်ပေါ့နော်ဒါ Brighton တော့ဆရာတို့သိတယ်ဒါနောက်ဆုံးနှစ်ပွဲဆက်မှာဒါအဝေးဝင်းမှာရှုံးပွဲတွေ့ထားပြီးမှ Brighton ရဲ့အခြေအနေကတော့ဒါ League မှာအင်ဝင်းကတော့ကစားအားကောင်းတဲ့အသင်းဖြစ်နေအင်ဝင်း၅ပွဲဆက်တိုက်တာရှုံးပွဲမရှိသေးဘူး League မှာဆိုရင်နော်ဒါပြိုင်ပွဲဆိုပြန်ကြည့်ရင်သူ့ရဲ့အင်ဝင်းနောက်ဆုံး၈ပွဲဆက်တိုက်ကလည်းဒါဟို၈ပွဲဆက်တိုက်လည်းရှုံးပွဲမရှိသေးဘူးဒီရောခြေစုံမာနေတာကိုကျွန်တော်တို့တွေ့ရမယ်เนาะထူရတဲ့အနေနဲ့အဲ့ဒီအိမ်ကွင်းရှစ်ပွဲစလုံးကလည်းကျွန်တော်တို့အပြန်အလှန်အတွင်းကို မြင်ရတဲ့ပွဲတွေကိုကျွန်တော်မြင်ရတယ်တွေ့ရတယ်ပေါ့နော်ဟို Brighton ကတိုက်စစ်ကလည်းကူးသွင်းတယ်ခံစစ်ကလည်းကူးပြရတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရတယ်ပြီးတော့ Brighton နောက်ဆုံးကစားခဲ့တဲ့10ပွဲတွေလို့ပြန်ကြည့်ရရန်တမယ်ဆိုရင်လည်းဒါပေးဖို့မရှိတဲ့ပွဲတွေလို့တပွဲပဲရှိတဲ့အနေအထားကို ဟိုတွေ့ရတယ်ဗောနတစ်ဖက်ကဒါကျွန်တော်တို့ lease ကတော့ဒါဟိုဝက်ဆန်းကိုနောက်ဆုံးသူနိုင်ထားပြီမှာခြေဆုံးပိုင်းတော့ကျွန်တော်အနေနဲ့တော့ lease ကိုတိတ်တော့အားရကြတော့မရှိဘူးเนาะအဝေးဝင်းအဓိကအဝေးဝင်းခြေဆုံးတိတ်အားမရဘူး၄ဘွဲမှာဒါ၃ဘွဲလောက်ရှုံးထားတဲ့အနေထားမျိုးဆိုတော့ lease ကိုကျွန်တော်တိတ်အားမရအောင်ဒါတခုပဲဒီနှစ်သိန်းရဲ့အစင်လာမှာထူးခြားချက်တွေရတာဒါ Brighton က lease ကိုနောက်ဆုံး၁၀ဘွဲမှာ၁ဘွဲပဲရှုံးမှုတယ်အဲ့ဒီမှာမှတကယ်လို့ထူးခြားချက်နေကြအဲ့ဒီ setting စလုံးမှာနှစ်ဖက်သွင်းကိုမမြင်ရတဲ့ဘွဲက၇ဘွဲလောက်ရှိရတယ်ဗောနော်အဲ့ဒီ၇ဘွဲကလည်းတကယ်လို့ပြောရင်ဟို ဂိုးတွေမမြူးပဲပဲနဲ့เนาะဂိုးအ ਨੇ ဘက်ကိုဥတည်ပြီးတော့ဂိုးအ ਨੇ ဘက်တွေအပေးရတဲ့အခါမှာအပေးရကျိုးနှက်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဲ့ဒါတောင်မှလက်ရှိတပံဒီဂိုးပေါင်းနဲ့ပတ်သက်တဲ့အခေါ်ပြောလေးတွေကနည်းနည်းလေးပြင်းရှာနေတာကိုကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကဟိုလက်တော်မှာလည်းဘိုက်တန်ခက်စစ်ကတွင်းတာနဲ့ပေးရတာနဲ့ဟိုတိုက်စစ်ကတွင်းရတာနဲ့ဟိုခက်စစ်ကဂိုးပေးရတဲ့အနေအထားမျိုးမှာဒီနှစ်သိန်းရဲ့ဂိုးပေါင်းနဲ့ပတ်သက်တဲ့အခေါ်ပြောလေးတွေကနည်းနည်းပြင်းရှာတဲ့အနေအထားမျိုးမှာကျွန်တော်အနေနဲ့တော့ဒီပွဲကနှစ်ဖက်အပြန်အလှန်တွင်းဂိုးများ ဟိုမြင်ရမလားဗောနောမြင်ရမယ်လို့ကျွန်တော်တော့နည်းနည်းရွေးချယ်ခြင်းနဲ့ဗောနောနှစ်ဖက်အပြန်လန် twin go back ကိုကျွန်တော်တို့အားပေးမယ်ဆိုရင်တော့ဒါအားပေးရကြိုးနဲ့နိုင်ကြီးက94ဂျာကန်လုံးကျော်လောက်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တော့ဒီပွဲစဉ်ကိုဟို go new ရဲ့ဘက်ကိုတော့ကျွန်တော်အားပေးခြင်းနဲ့ဗောနောဆရာတို့အမြင်လေးတစ်ချက်လောက်ဗောဒန်ရဲ့အိမ်ပွဲမှာဗောနောဟို list ကအလိကုံးမရတာဗောခုနှစ်ပွဲခုနှစ်ပွဲတော့ပွဲစားတိုင်းရှိရှိနော်ခုနှစ်ပွဲစားတိုင်းရှိပြီဒီဒီချိန်မှာရမလားဗောဆက်ဆရာဆရာက go ပေါ်ရေးထားတယ်ဆိုတော့သူကလည်းတူတူကြောင်းကြောင်းကိုဟိုပြိုင်ဘက်အတင်းနေရဲ့အိမ်ပွဲမှာ ဘိုးမရောက်မှုရှေ့ကြဆုံးလို့ဖြစ်နေတယ်။ तू ကခုနှစ်ကြိမ်စတဲ့မရောက်ဘူး။အဲ့တော့ဘယ်အကွင်းမှမဆိုရတော့ तू ကရှစ်ကြိမ်စတဲ့မရအောင်လို့ list ကမရှိဘူးလို့တော့အချက်လက်ကညှိုးဆိုညှိုးဆိုတယ်။နောက်ဒါ list က right တဲ့အိမ်ဝင်းမှဆိုရင်အဲ့ဒါရှစ်ကြိမ်တော့မနိုင်ဘူး။ဟုတ်ဟိုချစ်တယ်တော့မှာကိုကိုဟိုကိုအဲ့လိုမျိုးကြီးကိုရုံးကန်ရရုံးကန်ရတယ်ရှိတယ်ဒါပေမဲ့ list ကတော့ဆုံးပွဲကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်တော့ list က worst down ကိုနိုင်ခဲ့တဲ့ပွဲမှာဆိုရင် ်ချေစွမ်းလေးတော်တော်လေးကောင်းတယ်ဒီဘက်ညာတော်မတိုက်ဆုံမှုဆိုဆိုတော်တော်လေးကောင်းတယ်အားလုံးဆိုဒီဘက်ကအာဟိုခံစစ်မှုတွေကိုကြည့်မယ်ဆိုရင်လည်းဗီဂျိုးနဲ့ကရွန်ဒွန်တို့ဆိုရင်အတွင်းကြီးပြီးတော့ခံစစ်ကောင်းကောင်းနေတော့တွေ့ရတယ်ဒီစတာအာဟို စိုးရင်စရာမရှိဘူးပီရာကဲတယ်ပေါ့နော်ဟိုတန်းတန်းအတင်းဆိုပေမဲ့ပီရာကဲကဲနဲ့ဟိုရိုက်တာကိုပြန်တိုက်လာရိုက်တာကတော့မန်ယူကိုရှုံးသွားတဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်ဒါမန်ယူရှုံးသွားဆိုရင်မီတူမာမပေါဘူးခုပွဲလည်းမီတူမာမပေါနိုင်ဘူးဟုတ်ဆက်တော်တော်မီတူမာချမ်းဘက်ကတော့တိုက်ဆက်ပိုင်းလေးအပိုင်းမှာတော့သူတို့အားဖြစ်နိုင်ဘူးမီတူမာဘက်ကမင်းသားမင်းသားဝင်ကစားလာအောင်တိတ်အဆင်မပြေရောနောက်ဆုံးနှစ်ပွဲမှာဆိုရင်ရိတ်တင်အဲတိတ်အဆင်မပြေအဲ့တော့ဒါပေမဲ့သူတို့အိမ်ခွင်းမှာတော့ဟိုတိုက်ဆက်အားတော့ ကောင်းတယ်။ဒါဆိုအားကောင်းတယ်ပဲ။တောင်းတန်းကိုအတင်းကြီးတွေကိုတော့မှအိမ်ဝဲမှာကိုးသွင်းနိုင်တဲ့ရှိတယ်။အိမ်ဝဲကိုးသွင်းနှုံးလေးရောကောင်းတယ်။ပြီးတော့ဒါသူတို့ရဲ့အစင်လာမှာအစင်လာရအရောက်အတာရလာတဲ့ list ကိုရင်ဆိုင်အောင်။ဟုတ်ကဲ့။ list ကိုရင်ဆိုင်ရမယ်ဆိုတော့ဒါဒီဘွဲရော Dragon အတာကြီးရတဲ့တယ်လို့တော့ထင်ပဲ။ကျွန်တော်တို့အဲ့ဒီဘွဲကိုတော့ကျွန်တော်နည်းနည်းလန့် ဟိုဟိုအာစာစေခွင့်နေထားရောသူရဲ့ list ကတုံ့ပြန်လာမယ်တရင်များပိတ်ကစားလာမလားဆိုတော့ data လေးတစ်ခုကိုတွေးပြီးတော့ကျွန်တော်တို့အဲ့ဘွဲကိုနည်းနည်းလန့်တယ်။နောက်ဘန်လင်နဲ့အာဆင်နယ်ဘွဲမှာကျတော့ကျွန်တော်ဂိုးဟုတ်ကိုချိုက်။ဘာလို့လဲဆိုတော့ဘန်လင်ကအာဆင်နယ်ကိုနဲ့စတုံလဲဆိုရင်ဘိုးမသွင်းနိုင်တာများတယ်။ဘန်လင်ရဲ့အိမ်ခွင့်ဒါဒီရာဒီပရီးမီးယားလိဂ်၄ဘွဲစလုံးကိုကြည့်မယ်ဆိုရင်လေ၄ဘွဲစလုံးချေအောင်လေ၄ဘွဲစလုံးအောင်ပေါ့။၄ဘွဲစလုံးဘိုးအောင်၄ဘွဲစလုံးလည်းသူကအောင် ဆိုတော့အဲ့လိုမျိုးဘန်လေးရဲ့အိမ်ခွင်းဆွမ်းဆောင်ရင်မြင်မာတဲ့အတွက်ကြောင့်မလို့အာဆင်နယ်ကလည်းအဲဒါသူ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုတိုင်ယာကတ္တနာတချို့လေးရှိပြီပဲဒါဒက်ကလန်ရိုက်စ်တော့ဒီဘွဲမှာပြန်ပါမယ်ဒက်ကလန်ရိုက်စ်ပြန်ပါမယ်အဲအာဆင်နယ်ကလည်းတိုင်ယာရှောင်ပြီးတော့ကစားရမယ့်အချိန်မျိုးဝက်ချက်ဒီကာလတွေကဟိုနိုဝင်ဘာအော်တိုဘာနိုဝင်ဘာနိုဝင်ဘာလည်းရောက်လာလို့ပေါ့နော်အဲ့လိုအဲ့လိုမျိုးနေအာဆင်နယ်ကလည်းဒါဂိုးရောင်းကိုခက်ခဲနေတယ်လို့ရှင်တယ်ဘန်လီချန်စစ်ကလည်းတော်တော်ကောင်းနေတယ် အချိန်ပေါ့နော်ဘာလို့ကန်စစ်ကန်စစ်ကောင်းနေတဲ့အချိန်နဲ့ဒီနှစ်တင်းတွဲဆုံမှုအစင်လာပိုင်းတွေလက်ရှိခြေစွမ်းပိုင်းတွေအာဆနယ်ကလည်းဘန်ဟိုခန်စစ်ကတော်တော်ကောင်းတယ်သူဒီဒါဟိုပရီးမီးယားလိမှာဆိုရင်ပဲကြည့်လိုက်အောင်သူတို့နယူကာဆယ်မန်စီးတီးရဲ့လီဗာပူးရဲ့ကသူဂိုးပေးတော့အဲ့တော့ဘန်လီတိုက်စစ်ကိုလည်းသူကထိန်းချုပ်ပြီးတော့အာဆနယ်ကဘူးမပေးရအောင်ကစားလာနိုင်အဲ့ချန်ပီယံလိမှာဆိုရင်အာဆနယ်ကဘူးမပေးရဘူးဆိုတော့အဲ့လိုမျိုးအချိန်ကြီးအာဆနယ်ခန်စစ်ကအရန်ကောင်းနေတဲ့အချိန်မှာ အာဆနယ်10 20လောက်ပဲသွားမယ်ထင်ကျွန်တော်မြင်တာဟုတ်ပါဆရာဆိုတော့အဲ့ဘယ်လိုလဲကျွန်တော်ဘယ်လီနဲ့အာဆနယ်ဘယ်လိုကျွန်တော်ကအဲဘူဟုတ်ကဲ့ကျွန်တော်ဆိုတော့ဘယ်လီနဲ့အာဆနယ်ဘယ်လင်ကတော့ဘူဟုတ်တယ်နဲ့တိုက်တယ်နော်ဒါနဲ့ကျွန်တော်ပုံတိုက်တဲ့ဘယ်လင်ကတော့ဒီဂိုင်းကဘယ်လင်ဂိုင်းရနဲ့နီးကဘယ်လင်ကဒါပြရတော့ပြောပြီးပါတော့ကျင်းဂိုင်းနဲ့အိမ်ကွင်းမှာပဲနီးကိုလက်ခံမသားလဲတော်တော်လေးအသာရခဲ့တယ်နီးရလည်းဘိုင်းနဲ့အိမ်ကွင်းရောက်တယ်တော်တော်လေးကိုရုံးကန်နေရတယ်အတင်းတင်လာဘိုင်းရဆိုလဲဒီနီးနေနေပေါ့နော်ကြိုင်ဘက်ကိုဒီဂိုင်းတန်ဟိုပေါ့နော် ဘရိုက်တန်ခွင်းမှာတော့ကစားရခါမှာဟိုမှတ်တမ်းအနည်းရောဆိုရင်တော့ဒါသူ့ဒီဘရိုက်တန်ခွင်းမှာဆိုတော့တော်တော်လေးရုန်းကန်ခဲ့ရတဲ့တင်တာကိုမှတ်တမ်းခုလက်ရှိမှာတော့ဘန်ဖိုင်ကလည်းနောက်ဆုံးအိတ်ခွေးခုနှစ်ပေါ်ဆက်တော်ဒီကန်တစ်ကဘုံမပေးထားတဲ့ဘရိုက်တန်ဒီတိုင်တော့ဝိုးရမလားပေါ့နော်ဝိုးရရဆွတ်ဆွတ်ခွင့်ကြလားပေါ့ဟုတ်ဘိုင်ရန်လည်းဒီမှာပြည့်စုံနေဆိုရင်တော့အိမ်ဝင်သုံးခွဲမှာကပားလို့ဒီနန်စီတီတို့နေခွာဖယ်တို့ကတော့နေသုံးနှစ်ဟိုးလောက်ကြီးသိနာနိုင်တဲ့တိုက်တဲ့ ဟိုဒီပွဲမှာမီဘူမမပါတာတခုတည်းနဲ့ဗိုက်တန်တိုက်တဲ့ချက်သူရအောင်နဲ့ချက်ရတခုပဲเนาะမီဘူမမပါတာတော့ဖြစ်ဘူးเนาะဟိုပြီးတော့နောက်တစ်ခုရှိတာကဗိုက်တန်အနေနဲ့ဒီလိုအသင်းမျိုးတွေဒီလိုပြတ်တဲ့အသင်းမျိုးတွေနဲ့ဖိနေတွေ့ဆုံတဲ့ပွဲတွေမှာလည်းဇက်လက်ကောင်းခံပြီးသိရှိရတယ်ဆိုတော့ကျွန်တော်ဒီပွဲတွေမှာလိကပုံမှန်အားဖြင့်အဝေးခွင်မှာဆိုရင်ဒီလိုရတယ်ညနေလိုပြောမှာဘန်နီလူလိုအသင်းမျိုးတော့ပါပဲအနည်းဆုံးတက်ဟိုးပေးခဲ့ရတဲ့အနေအထားမျိုးမှာအဲ့တော့ဗိုက်တန်ရဲ့တိုက်ဖို့ပေါ့နော်မိနစ်90လေးဖိနေထုတ်နိုင်မှု မလွယ်တော့ဘူးတဲ့ကြာကျွန်တော်က Brighton ထိုင်သွားမယ်ဘာလို့ထိုင်သွားမလဲဆိုတော့ကျွန်တော်ကတော့ Brighton နဲ့ Leeds ကိုဟိုဂိုးပေါ့ဂိုးမြူးမဲ့ဘက်ကိုတော့ဒီလေဆရာကျော်ကတော့ခုနဘန်လီဟုတ်တာပဲဘန်လီကလည်းဒါပြောရင်ဒီ၃ပွဲလောက်ရှုံးပြီးနောက်ပါခြေသွင်းပြန်တက်ပြီနော်နောက်ဆုံး၃ပွဲလောက်ပြန်နိုင်လာတယ်ဘန်လီဘူးရောက်ရင်အာဆင်နယ်နဲ့လိုလိုလိုလည်းတော့မရဘူးဟိုအစင်လာမှာတော့ဒါဘန်လီနဲ့အာဆင်နယ်စာ၁၀ချိန်စလုံးမှာတော့ဟုတ်တယ်အာဆင်နယ်ကတစ်ချိန်မဲရှုံးမှုတယ်ဟိုဘန်လီကွင်းတော့ကစားတဲ့ ပွဲတွေပါဆိုအာဆင်နယ်တိုက်စစ်ကရုံးကန်ရတော့တွေ့ရတယ်နှစ်ပွဲလောက်ပဲဟိုဂိုးပြတ်နိုင်တာဖြစ်ပြီးဂျန်တဲ့ပွဲစဉ်ဟိုလောက်ကဟိုဇီဇီဂျီဝမ်ဝမ်ဝမ်နေတဲ့ဤပဲအာဆင်နယ်တိုက်စစ်ကသွားနေတာလို့တွေ့ရတယ်ပေါ့နော်လန်ဒလောမှာတော့အာဆင်နယ်ကတော့ဒါဖလားပြင်းန်းချောင်းပေါ်မှာထိတ်ဆုံးမှာတော့ရက်တည်နေတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကဟိုဘန်လီယာလည်းတကယ်တမ်းပြောရင်ဟိုခုနပြောသလိုပဲနောက်ဆုံးနှစ်ပွဲဆက်ပြန်နိုင်ပြီးတဲ့အခါမှာဟိုခြေဆုံးကတော်တော် မာပြီးတော့ကောင်းမွန်တယ်ခန်းစစ်ကလည်းကောင်းမွန်နေလေအတင်းနောက်တစ်ချက်ကဗန်လေယာပြောရရင်ပြိတက်တွေဟိုအာပေးရင်အာပေးရကျိုးနဲ့တဲ့အတင်းတွေထဲမှာလည်းပါတယ်ပါတဲ့အတင်းတင်းဖြစ်နေတယ်သူရဲ့အာဟိုပြိတက်တွေပျော်ရွှင်စေမှုနှုတ်မှလည်းတော်တော်မြင်မာနေတဲ့အနေအထားမှာလက်ရှိမှာအာဆင်နယ်လည်းတကယ်ပြောရင်ဟိုဒါဒဏ်ရာတက်တနာလာရှိနေတာဂျာရက်မှာဒါဘရိုက်တန်ကိုလိပလာမှာလည်းနှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြီးတော့ဒါရှစ်ပွဲဆက်နိုင်ပွဲဆန်ကျင်တင်ထားလဲအတင်နော်နော်ရှစ်ပွဲဆက်နိုင်ရန်ပွဲဆန်ကျင်ကိုရလာဝင်းဝင်းလိုအားနှုန်းကလည်းဒါအာဆင်နယ်ကကောင်းတဲ့အတင်ဖြစ်နေတယ်ဆိုတော့ညလည်းခုနလိုအစင်လာမှာဗန်လီကွင်းမှာအာဆင်နယ်တိုက်စစ်ရုံးကန်ရတဲ့အနေထားမျိုးကြောင့်နိုင်ရင်တော့မှဒါ Z1 လို့ ဟိုအဲ့လောက်ပဲဖြစ်ဖို့လည်းများသွားတဲ့အနေဒါဖြစ်နိုင်တယ်ပေါ့နော်ဟိုဟိုဟာဟိုပေါ့သူ့ရဲ့ဘက်ကလည်းအခေါ်ပြောရလဲဘာပဲပြောနှလုံးပြက်မှာပဲကျွန်တော်ပျော်ရွှင်ရမယ့်အနေထားမျိုးလေးဆိုတော့အခါကျတော့ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့လည်းဟုတ်ပါတယ်ဟိုဂျီဝမ်ဝမ်ဝမ်လောက်နေတဲ့ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဂိုးအောက်ကတော့ဒါကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ဟိုစနေညအတွက်ကျွန်တော်ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့သုံးသက်တခါလေသုံးသက်လိုက်တဲ့အခါမှာကျွန်တော်တို့ Brighton Leeds ကိုတော့ Brighton ကိုအပတ်ကိုအားပေးတင်ပြီးတော့ကျွန်တော်တို့နှစ်ဖက်အပြန်အလှန်သွင်းကုန်းနဲ့ဂိုးမြူတဲ့ဘက်ကိုပါကျွန်တော်ကရွေးချယ်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Burnley နဲ့ Arsenal ပွဲစဉ်ကလည်းခုနကဘယ်လို ဘာလေကွင်းမှာအာဆင်နယ်တိုက်စစ်ရုံးကန်ရတဲ့အစဉ်လာကတော့ဂတ်တလောမှာလည်းဆက်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘိုးအနေဘက်ကိုရွေးတင်ရွေးချယ်လိုက်ပါတယ်ခင်ဗျ